Bitcoin, Ethereum, USDT ဒီလို cryptocurrency တွေက21ရာစုမှာယင်းနှိမ့်နယ်လို့ကောင်းဆုံးနေရာတစ်ခုဖြစ်လာခဲ့ပါပြီ။ဒါကြောင့်ပဲလူတွေက digital money လို့ခေါ်တဲ့ဒီ cryptocurrency တွေမှာယင်းနှိမ့်နယ်မှုတွေလောက်လာကြရတယ်။ဒါပေမဲ့ကျွဲကူရေပါဆိုလို့ဒီလိုကျေပြန့်လာတဲ့နောက်မှာလူတွေရဲ့လောဘတွေကြောင့်ငွေကြေးလိမ်လည်မှုတွေကတဖြည်းဖြည်းနဲ့ညံပြလာခဲ့ပါတယ်။ဒါ့အပြင်ဒီနောက်ပိုင်းတွေမှာပြန်ပေးဆွဲတာတွေချင်းချောက်တာတွေပါတွေ့နေရတာပါ။အထူးသဖြင့် crypto coin တွေအများကြီးကိုဝယ်ဆူထားတဲ့လူတွေအကြီးစားယင်းနှိမ့်နယ်သူတွေနဲ့ ပိုင်းဖောင်းနာတွေကိုမတမာလူတွေကပြတ်မှတ်ထားနေကြပါတယ်။ခုရပိုင်းလေးတွင်ဖြစ်သွားတဲ့ပြင်းထန်နိုင်ငံက crypto exchange တစ်ခုဖြစ်တဲ့ Paymium ရဲ့ co-founder PNYZ ရဲ့တမိနဲ့မျိုးကိုလက်နက်ကင်တွေကပြန်ပြီးဆွဲဖို့ကြိုးစားခဲ့ပါတယ်။လူလေးယောက်ကမက်ဆွေအုပ်ထားကြပြီးမထင်တဲ့ချိန်မှာလျှက်တပြတ်ဝင်ရောက်တိုက်ခိုက်ပြန်ပြီးဆွဲခဲ့ကြပါ။အဲ့ဒီထဲကလူတုံးယောက်ကအလုပ်ပိတ်ထားတဲ့ဖန်ကားပေါ်ကိုဖမ်းခေါ်ဖို့ကြိုးစားခဲ့ပေမဲ့မောင်မြင်ခဲ့ပါဘူး။မျိုးသမီးရဲ့ယောက်ျားဖြစ်သူကလည်းတန်းနိုင်ဆုံးကာဝယ်ပေးခဲ့ပေမဲ့လက်နက်ကင်နာရဲ့လူတွေစီမှာရိုက်ခံရတာကြောင့်ဒဏ်ရာရတော့ခဲ့ပါတယ် ဒီလိုအပြန်အလှန်ရုပ်ရုပ်တဲတဲဖြစ်ခဲ့တာကြောင့်ရမေးဆွေတမားတွေရဲ့တနတ်ဟာလွတ်ကျသွားခဲ့တယ်။ဒါကပဲသူတို့အတွက်ကံကောင်းတယ်လို့ပြောရမယ်။ဒီလိုမှမဟုတ်ရင်ဘေးကကြည့်နေတဲ့လူတွေကဘာမှကူညီပေးလို့ရမှာမဟုတ်ပါဘူး။မြို့သမီးကအော်ရဲ့အကူအညီတောင်းခဲ့ပေမဲ့ဒီတနတ်ကြောင့်ပဲလူတွေကရက်ကြည့်နေုံကလွယ်ပြီးတော့ဘာမှလုပ်မရကြဘူး။အခုလိုတနတ်လွတ်ကျသွားတော့ကဲဖို့အတွက်အခွင့်ကောင်းကိုစောင့်နေကြတဲ့လူတွေကိုလွယ်ကူစေခဲ့တယ်။အနီးနားကစပိန်ဆိုင်ပိုင်ရှင်နဘဲလို့ခေါ်တဲ့လူတစ်ယောက်နဲ့ အခြားပတ်ဝန်းကျင်ကလူတွေဝင်ကူတော့မှာပဲပြန်မေးဆွဲတဲ့လူတွေထွက်ပြေးခဲ့ရတယ်ဆိုပြီးဒေတာအတွင်းတည်င်းဌာနတွေမှာပြောထားတာကိုလည်းတွေ့ရမှာပါဒီကိစ္စကခဏလေးအတွင်းမှာပဲတကဘာလုံးကခရစ်တိုယင်းနှိမ့်တဲ့လူတွေကြားတယ်ပြန်နှံ့သွားပြီးတူတူတိတ်တိတ်နေဖို့တတိပေးလိုက်တယ်လို့ဖြစ်နေမှာတော့အမှန်ပါပဲဒါပေမဲ့ဒီလိုပြန်ပေးဆွဲခံရတဲ့ဖြစ်စဉ်တွေကအခုမှပထမဆုံးချိန်မဟုတ်ပါဘူးရှေ့ကလည်းအများကြီးရှိခဲ့ပြီး2025ခုနှစ်ဇန်နဝါရီလပြင်တင်နိုင်ငံမှာ crypto wallet တစ်ခုဖြစ်တဲ့ Ledger ရဲ့ co-founder Botland နဲ့သူ့မိန်းမကိုပြန်ပေးဆွဲခဲ့တာတွေရှိပါသေးတယ် သူတို့ကတော့အကံမကောင်းခဲ့ပါဘူးပြန်ပေးဆွဲခံရတဲ့အပြင် bot land ရဲ့လက်ချောင်းတွေကိုပါဖျက်ပစ်ခဲ့ပြီးနှိပ်စက်ငွေညှစ်ခံခဲ့ရတာပါပြန်ရွေးဖို့အတွက်လည်းအမေရိကန်ဒေါ်လာ10တန်းလောက်ရှိတဲ့ crypto တွေကိုပါပေးခဲ့ရပါတယ်ဒါပေမဲ့ဒီလိုလှည့်ပြောင်းပေးရနေပြီးတော့ခြေရခံမိပြီးတန်တရားရှိသူတွေကိုဖမ်းဆီးနိုင်ခဲ့ပါတယ်ဒါနဲ့စကားမဆက်အခုလို cryptocurrency တွေအကြောင်းနဲ့ပတ်သက်ပြီးစိတ်ဝင်စားလို့လေ့လာခြင်းနဲ့ဆိုရင်တော့ Juno application ထဲမှာရှိတဲ့ digital gold ဆိုတဲ့စာအုပ်ကိုဖတ်ကြည့်ဖို့အကြံပေးခြင်းပါတယ်ဒီစာအုပ်ထဲမှာဆိုရင်လူတိုင်းပြောပြောနေတဲ့ဘက်ကွန်ဆိုတာဘာကြီးလဲ ဲ့ဒီ Bitcoin ကရေဘယ်သူတွေအကျိုးအမြတ်တွေရနိုင်ကြလဲဆိုတာကိုအခြေတဝန်ရေးတာတာအကြောင်း cryptocurrency တွေအကြောင်းစိတ်ဝင်စားရဆိုတော့ဒီစာအုပ်ကဖတ်ကိုဖတ်တင်တဲ့စာအုပ်ပဲဖြစ်ပါတယ်။ Shino application ဆိုတာကနိုင်ငံတကာကကမ္ဘာကျော်စာရေးဆရာတွေရဲ့စာအုပ်ပေါင်း600ကျော်ကိုမြန်မာဘာသာနဲ့အနှစ်ချုပ်ဘာသာပြန်လာပေးတဲ့အပြင်အတန်နဲ့ရောစာနဲ့ပါဖတ်ရှုလို့ရတဲ့ application တစ်ခုပဲဖြစ်ပါတယ်။ကိုကအနှစ်ချုပ်မဖတ်ချင်ဘူး။တအုပ်လုံးမှဖတ်ချင်တယ်ဆိုရင်လည်း full audio book တွေလည်းရှိရမို့အခုဒီဗီဒီယိုကြည့်နေတဲ့မိတ်ဆွေတွေစာဖတ်ရတာကြိုက်တယ်ဆိုရင်အခုပဲ Play Store နဲ့ App Store မှာ download ရယူနိုင်ပါပြီ။ ဗီဒီယိုပြန်ဆက်ရရင်ဒီလိုပြန်ပေးဆွဲငွေညှစ်တာတွေကခရစ်ပတိုလောကထဲမှာလူတိုင်းစိုးရိမ်နေကြတဲ့အရာတစ်ခုဖြစ်လာတယ်။ဒါကြောင့်ပဲကြီးကြီးမားမားယင်းနှိမ့်မြှုပ်နှံထားရတဲ့လူတွေအနေနဲ့သူတို့ရဲ့အချက်အလက်တွေကိုလူတိမခံကြတော့ပါဘူး။တချို့ဆိုကျွန်တော်ဒီမှာဘက်ကွာငါးခုရှိရဲဆိုတာတော့မပြောရကြတော့ဘူး။ဒီလိုအတက်အနေရကတွေလွန်မြောက်ခဲ့ရင်တော့ online လိမ်လည်မှုတွေကတော့ပြင်းမလို့ခဲ့ကြပါဘူး။တာမန်ထီတွေးကင်တွေလို့ရတဲ့ပတ်စံတွေကိုတော့လိမ်နေကြတာဆိုတော့ online ပေါ်မှာကိန်းကနန်းတွေအနေနဲ့ပဲရှိနေတဲ့ခရစ်ပတိုတွေကိုခိုးဖို့လိမ်ဖို့ဆိုတာကဒီပညာပိုင်းကျွမ်းကျင်သူတွေအနေနဲ့ကတော့အိမ်ညုံတော့ပါပဲ။ အဲ့ဒီတဲကမှလက်လက်ဆက်ဆက်ခရီးထားနေတဲ့တည်င်းတစ်ခုကတော့ Bitcoin ဝေလိမ်မှုကြီးပဲဖြစ်ပါတယ်။လိမ်လေသွားတဲ့ပုံစံကတော့ရှင်းပါတယ်။ Google ကဝန်ထမ်းလိုဟန်ဆောင်ပြီးဆရာရဲ့ဆရာ Google အကောင့်က hacker တွေရဲ့တိုက်ခိုက်မှုတွေရှိနေပြီ။ကျွန်တော်တို့လုံပေးပြရစီ။ကုန်းနံပါတ်လေးပေးပါအောင်ဆိုပြီးလိမ်သွားတာပါ။ခစ်စကားရပြောရရင်မြန်မာလူကြီးလိမ်သွားတာပေါ့။လိမ်ခံရတဲ့လူကလည်းအတွေ့အကြုံမရှိတော့အချက်လက်တွေအကုန်လုံးပါသွားပြီး Bitcoin တွေပါမှတ်သွားခဲ့တာပါ။ပါသွားတာက Bitcoin စုစုပေါင်း464ကျော်ကြီးတောင်။အဲ့ဒီတုန်းကပေါက်ဈေးနဲ့ဆိုရင်တန်း230ဘူး။ နည်းနည်းတော့ပမာဏကြီးတော့မဟုတ်ဘူးเนาะအဲ့ဒီပတ်စံတွေကိုသုံးနေဖြုံးနေလိုက်တာများတောက်တော့လဲပါပဲဂျက်လီယင်ဝယ်စည်းတာကနေကောင်မလေးကိုလမ်ဘော်ဂနီကားနဲ့ချစ်ခွင့်ပန်တာအထိပဲဒါပေမဲ့နင်မိုးလို့ကိုပြန်မချစ်တာဆိုပြီးအငင်းခံလိုက်ရပါတယ် Hey 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 what's going on အဲ့ဒါပြင်တိတ်မကြခင်ပါပဲတက်ဆိုင်ရာကဖမ်းမိသွားပါတော့တယ် ဒီလိုတွေဖြစ်နေရတယ်ဆိုတာကလည်း cryptocurrency တွေအောင်မြင်လာတဲ့နောက်ွယ်ကကတ်လိုက်လာတဲ့အရေးမဲကြီးကြောင်းလို့ပြောရမယ်။လူတွေကငွေကြေးနဲ့ပတ်သက်လာရင်အကျဉ်းစာရိတ်တွေသုံးဖြတ်တွေးခေါ်ပုံတွေနဲ့ဗီဇတွေပါပြောင်းလဲသွားနိုင်တယ်ဆိုတာကတော့အလုံးတည်ပြီးတာပါ။ဘာပဲပြောပြောဒီလို digital coin တွေကနေအကျိုးအမြတ်တွေအများကြီးရခဲ့တဲ့လူတွေကလည်းကဘာကြီးတဲမှာတပုံတော်ကြီးပါ။တချို့လူငယ်တွေဆိုရင်ဒီထဲမှာရင်းနှီးမြှုပ်နှံရင် passive income တွေရှာနေကြတယ်။ဒါပေမဲ့အပေါ်မှာပြောခဲ့တဲ့ပြဿနာတွေရှိလာမှာကိုလည်းစိုးရိမ်ရတဲ့အတွက်သူတို့ရဲ့အချက်အလက်တွေကိုဖော်ပြတဲ့လူကရှားပါတယ်။ မရှိဘူးလို့ပြောရတော့မဟုတ်ပါဘူးရှားပါတယ်ဒီထဲမှာဘစ်ကွန်ကြောင့်အသက်16နှစ်နဲ့ချမ်းသာလာတဲ့ Eric Feynman လို့ခေါ်တဲ့လူငယ်တစ်ယောက်ကတော့တော်ထင်ရှားပါတယ်သူ့ကို1998ခုနှစ်မှာမွေးခဲ့တာဖြစ်ပြီးအခုဆိုရင်တော့29နှစ်လောက်ရှိပါပြီသူ့အသက်32နှစ်လောက်ကသူ့ဖွားစီကနေဒေါ်လာ1000ရခဲ့ပါတယ်ဒါကိုသူကတခြားကလေးတွေလိုကစားစရာအယုတ်တွေနဲ့မဟုတ်တယ်မဝယ်ခဲ့ပဲဘစ်ကွန်ဝယ်ခဲ့တာပါပါစိတ်ကူးနဲ့များဝဲခဲ့တာလဲတော့မသိပါဘူးကျွန်တော်တို့ဒါဆိုရင်ရုပ်ဆိုင်ကိုတန်းပြေးမိပါပါဒီလိုသူမတူတဲ့ပုံစံနဲ့အသုံးပြုလိုက်တာက သူ့ကိုအတက်ဆက်ရှင်းနဲ့မှတင်မီလီယံနာတယောက်ဖြစ်လာစေခဲ့တယ်။သူစားဝယ်ခဲ့တုန်းကဘက်ကွိုင်းတစ်ခုရဲ့တန်ဖိုးက10ဒေါ်လာဝန်းကျင်လောက်ပဲရှိရဆိုတော့အစုစုပေါင်းကွိုင်း100ကျော်လောက်ဝယ်ခဲ့တာပေါ့။ဒီလိုနဲ့2019ရောက်တော့ဘက်ကွိုင်းတစ်ခုရဲ့ဈေးကမထင်တာပဲဒေါ်လာ1000ကျော်အထိရောက်ခဲ့တဲ့အချိန်မှာသူကမီလီယံနာဖြစ်လာခဲ့ပါတော့တယ်။အခုချိန်ထိလည်း cryptocurrency နဲ့ပတ်သက်ပြီးစီးပွားရေးတွေလုပ်နေတော့မှာပဲ။ဒီလိုလူတွေ crypto လောကထဲမှာအများကြီးပါပဲ။ပေါ်ပေါ်ထင်းထင်းသာမနေကြပါဘူး။ဒါဆိုဒီလိုကောင်းကျိုးရောဆိုးကျိုးရောပေးနေတဲ့ cryptocurrency တွေဆိုတာပါလေ ဘယ်လိုဖြစ်လာကြလဲ cryptocurrency ဆိုတာ digital money တစ်ခုပဲဖြစ်တယ်ဒီငွေကြေးတွေကိုဝယ်ကြတယ်ညောင်းကြတယ်ရင်းနှီးမြှုပ်နှံကြတယ်မျက်စိနဲ့မြင်အောင်ပြောတော့ရွှေပြားတစ်ပြားကိုတိန်း30နဲ့ဝယ်ထားပြီးတိန်း60ရောင်းရင်ပြန်ရောင်းမှာမျိုး cryptocurrency ဆိုတဲ့နာမည်ကတော့ cryptography လို့ခေါ်တဲ့လျှို့ဝှက်ရေးနည်းပညာနဲ့ currency လို့ခေါ်တဲ့ငွေကြေးကိုပေါင်းစပ်ထားဖြစ်ပါတယ်နောက်ပြီးထူးခြားတာက crypto တွေကတာမန်ငွေကြေးတွေလို့ centralized မဟုတ်ပါဘူး decentralized ငွေကြေးတွေဖြစ်ပါတယ် decentralized ဆိုတာကတော့ ဘယ်နိုင်ငံဘယ်အစိုးရကမှထိ ंछ ုပ်ထားတာမရှိဘူးလို့ပြောတာပါဥပမာအနေနဲ့ပြောရရင်မြန်မာကျပ်ငွေဆိုတာဘယ်နိုင်ငံကပိုင်လဲမြန်မာနိုင်ငံအမေရိကန်ဒေါ်လာဆိုလည်းဘယ်နိုင်ငံကပိုင်လဲအမေရိကန်ပေါ့ဒီလိုနဲ့နိုင်ငံတိုင်းမှာသူတို့ပိုင်တဲ့သူတို့ထိ ंछ ုပ်လို့ရတဲ့ငွေကြေးကိုစီရှိကြပါတယ်ဒါပေမဲ့ဒီ cryptocurrency ကိုဘယ်နိုင်ငံကမှလည်းမပိုင်တယ်လို့ဘယ်နိုင်ငံမှလည်းထိ ंछ ုပ်လို့မရပါဘူးဒါကြောင့် P2P ရာ P2P လို့ခေါ်တဲ့ဝယ်သူရောင်းသူချင်းလွတ်လွတ်လပ်လပ်ရောင်းလို့ဝယ်လို့ရပါဒါကအခုဒီဗီဒီယိုကြည့်နေတဲ့သူတွေနားလည်အောင်ရိုးရှင်းဆုံးရှင်းပြထားပါ တကယ်တော့ cryptocurrency တွေရဲ့ကိစ္စကအရန်ရှုပ်ထွေးပါတယ်။ဘသူကစိတ်ကူးပေါက်ပြီးထွင်လိုက်တာလဲ။ဘာကြောင့်လဲဆိုတော့အရင်အရင်စီးပွားပြက်ကတ်တွေကနေတင်ငန်းစာရခဲ့တာကြောင့်လို့ပဲပြောလို့ရပါတယ်။အထူးသဖြင့်2008 2008စီးပွားပြက်ကတ်ကဒီလို digital ငွေကြေးတွေကိုစတင်စေခဲ့တာလို့ပြောလို့ရပါတယ်။အဲ့ဒီကာလတွေမှာဘဏ်တွေနဲ့ငွေကြေးတွေကစိတ်မချအောင်ဆိုပြီးလူတွေကတတ်မှတ်ကြတယ်။သူတို့တတ်မှတ်တာကလည်းမမှားဘူးလို့ပြောလို့ရပါတယ်။ငွေကြေးတန်ဖိုးကျဆင်းလာတဲ့အများကျွန်တော်တို့လက်ထက်ကငွေတွေကတန်ဖိုးကျလာခဲ့တယ်။ ။ဘန်တွေကလည်းဘာဖြစ်လို့ညာဖြစ်လို့အကြောင်းပြချက်မျိုးစုံနဲ့ပတ်စံတွေသူတို့အိတ်ထဲထည့်ထားကြဆိုတော့ဒါတွေကိုဖြစ်ရှင်းဖို့လူတွေကကြံထုတ်ခဲ့ကြတယ်။အဲ့ဒီအချိန်မှာပဲစာတိုရှိနာဂါမိုတိုဆိုတဲ့လူတစ်ယောက်ကဘစ်ကွိုင်းဆိုတာကြီးကိုမိတ်ဆက်ပေးခဲ့တယ်။သူကဘာလုပ်လဲ၊ဘယ်ကလဲ၊ဘယ်လိုလူမျိုးလဲဆိုတာကတော့ဘယ်သူမှမသိကြပါဘူး။သူဆန်းနာကစာတိုရှိနာကာမိုတိုဆိုတဲ့နာမည်နဲ့လူကဒီကဘာပေါ်မှာမရှိတာပါ။ဒီကနေပြီးတော့လူတွေရဲ့ယုံကြည်မှုကိုရလာလိုက်တာ။ကွိုင်းမျိုးသားပေါင်း3000နီးပါပေါ်လာတဲ့အထီးလို့ပြောလို့ရပါတယ်။ လူတွေရဲ့ယုံကြည်မှုကိုအတိုင်းအတာတစ်ခုထိရရှိထားကြအောင်တချို့နေရာတွေမှာဆိုရင် mobile banking တွေအပြင် cryptocurrency တွေနဲ့ပါရှင်းလို့ရနေပါပြီ။ဒါကြောင့်အနာဂတ်ကာလမှာဒီငွေကြေးစနစ်ကလူသားရဲ့အတွက်အများကြီးအထောက်အကူပြုလာနိုင်တယ်ဆိုပြီးတော့စီးပွားရေးပညာရှင်တွေကတောင်လက်ခံထားကြပါပြီ။ဒါပေမဲ့တချို့တွေကဒီလိုဘယ်ဆိုးရကမှမထိန်ချုံနိုင်တာကိုအခွင့်ကောင်းယူပြီးလက်နက်ဝယ်ယူတာတွေနဲ့တရားမဝင်မှောင်ခိုဈေးကွက်တွေမှာတုံးဆွဲလာကြပါတယ်။ဒါကြောင့်တချို့နိုင်ငံတွေမှာတော့ cryptocurrency ကိုတရားမဝင်ငွေကြေးအဖြစ်တတ်မှတ်ပြီးမသုံးဖို့ပြိပင်ထားကြပါတယ်။ အဲ့ဒီနိုင်ငံတွေထဲမှာကျွန်တော်တို့မြန်မာနိုင်ငံလည်းတခုအပါအဝင်ပါပဲဒါကြောင့်ကိုကတခြားနိုင်ငံမှာနေပြီးခရစ်ပတိုလုပ်ချင်တယ်ဆိုရင်လည်းဈေးအတက်ကျအရမ်းများအောင်မသိနာမလဲမကျွမ်းကျင်ပဲနဲ့တော့မစကြပါနဲ့ဒီဗီဒီယိုထဲမှာပြောထားတာတွေကတော့အခုခေတ်လူကြီးတွေလူငယ်တွေကြားတဲ့နေရာယူထားကြတဲ့ cryptocurrency အကြောင်းပဲဖြစ်ပါတယ်။ဒီငွေကြေးစနစ်က2009ခုနှစ်ဝန်းကျင်လောက်ကမှပေါ်လာခဲ့တယ်ဆိုပေမဲ့ခဏလေးအတွင်းမှာပဲတကဘာလုံးရဲ့ယုံကြည်မှုကိုရရှိလာခဲ့ပါတယ်။ယင်းဒီမြောက်နံသူတွေတောင်ရွှေတွေ၊ချန်တွေရဲ့စာဒါတွေကိုပဲယင်းဒီဖို့တွေးလာကြတာကိုတွေ့ရပါတယ်။ ီအရာတွေရဲ့နောက်ွယ်မှာအတန်းအနည်းဖြစ်စေနိုင်တာတို့ပိုင်ဆိုင်မှုတွေချင်းကြောက်ခံရတာတို့စတဲ့အဆိုးကျတွေလည်းအများကြီးရှိပါတယ်ဒီ crypto coin တွေကတုံးတိုင်းရင်စေမတုံးတိုင်းရင်တော့ဘေးပါပဲကိုယ်အနေနဲ့စိတ်ဝင်စားရဆိုရင်လည်းတေချာလေးလေ့လာပြီးမှလောက်ကြဖို့အကြံပေးချင်ပါတယ်ဒီ video ကြည့်နေတဲ့လူတွေရော crypto currency တွေကအနာဂတ်ရဲ့ယင်းနှီးမြှုပ်နှံမှုနယ်ပယ်မှာဘလောက်တောင်နေရာယူလာနိုင်တယ်လို့မြင်လဲကိုယ့်ရဲ့အမြင်ကိုကောမန့်မှာဖြေထားပေးကြပါဦး ရှင်တို့ app ထဲမှာအကောင့်ဖွင့်လိုက်တာနဲ့အခမဲ့စာအုပ်၁၀အုပ်တောင်ဖတ်လို့ရပြီနော်။နိုင်ငံတကာကစာရေးဆရာတွေရဲ့စာအုပ်ကောင်းတွေကိုမြန်မာလိုအနှစ်ချုပ်ပေးထားပြီးတော့စာနယ်ရောအသံနဲ့ပါနှာထောင်လို့ရလို့အခုပဲသွားဖတ်ကြည့်ဖို့အတွက်တိုက်တွန်းလိုက်ပါရစေ။ application အသုံးပြုပုံအသေးစိတ်ကိုလည်းရှင်တို့ facebook page မှာမေးမြန်းနိုင်ပါတယ်ရှင်။